ဒါကြောင့်မလို့ပြောတာဒါကြောင့်နိုင်ငံကကူညီလို့နိုင်ငံကသတင်းတောက်တွေလာတော့ခွင့်မပြုတာမဟုတ်ဘူးခွင့်ပြုခြင်းနဲ့ဒါပေမဲ့ပြဿနာကအခက်အခဲအဲ့လိုရှိနေတယ်အဲ့ကြောင့်မလို့ကိုနီကိုကလည်းရောက်လာပြီးမှရောက်လာပြီးသတင်းပြတာမျိုးဆိုရင်တော့သူတို့မသိကြဆောင်ပေးလိမ့်မယ်ဘယ်စမှာလုံးမဲမကြလားပါနိုင်ငံကမှာရှိတဲ့သတင်းထောက်လေးနဲ့ပတ်သက်ပြီးကုတုံမျိုးမင်းကပြန်လည်ရှင်းပြထားခြင်းမျိုးဖြစ်ပါတယ်ဒီကတော့ငလင်ဘေးနဲ့ပတ်သက်ပြီးသတင်းလာယူခြင်းနဲ့သတင်းထောက်လေးအတွက်ကုတုံမျိုးမင်းကပြန်လည်ဖြည့်ရှင်းထားခြင်းမျိုးဖြစ်ပါတယ်ခင်ဗျနားထောင်ကြည့်အောင်ဒီနေ့မနေ့ပဲမကျုံဆောင်မထောင်က မီဒီယာတွေတစင်ပြောပါတယ်သူရဲ့ဒီဟိုကနေအသာဖိုင်းတစင်ပြန်ပြောပါတယ်အဲဘာလဲဆိုတော့ဒီနိုင်ငံတကာကသတင်းလာယူခြင်းနဲ့သတင်းတောက်တွေနဲ့ပတ်သက်ပြီးတော့သူပြောတာပါအဲ့တော့သူကပြောတာရှင်းပါတယ်ကျွန်တော်လည်းအဲ့ချက်ကိုလက်ခံတယ်ဘာလဲဆိုတော့သူကနိုင်ငံတကာမှာနိုင်ငံကသတင်းယူခြင်းနဲ့သတင်းတောက်တွေကအခုအာမြန်မာပြည်တွင်းကိုဝင်လာပြီးတော့သတင်းလာယူခြင်းနဲ့ယူပြီးတော့သတင်းတွေဖော်ပြခြင်းနဲ့စသဖြင့်ပြည်ပနိုင်ငံတကာမျိုးသတင်းမျိုးဆိုပေါ့ဆိုတော့သူတို့ရဲ့နိုင်ငံတကာသတင်းဌာနသတင်းတောက်တွေရဲ့ဒီစိတ်ဆန္ဒကိုလက်ခံပါတယ်ကျွန်တော်လည်းလာပြီးဖြစ်နေပါတယ် ဆိုကြပါစို့ကျွန်တော်ပဲထားပါတော့ကျွန်တော်လက်ရှိရှိနေတဲ့နေရာနေခွာပြီးတော့ကျွန်တော်မန္တလေးကိုစကိုင်းကိုချက်ချင်းရင်းယူဖို့ကျွန်တော်တက်ချင်သလားသွားချင်ပါလေကျွန်တော်ကသွားချင်ချက်ချင်းသွားချင်ပါလေသွားချင်တယ်မှာရားနေပါလေဘုန်းလေးပြောတကယ်ကိုသွားချင်နေရပါအဲပြဿနာကကျွန်တော်တို့သွားကမှကျွန်တော်တို့သွားဖို့တဲ့က transformation ဆိုတော့သွားလာတဲ့ပြဿနာတက်တယ်ကျွန်တော်ခုထားသွားရင်လမ်းလျှောက်တော့လို့မရဘူးကားနဲ့သွားမယ် C အလုံးလုံးမရှိရင်ဟိုမှာ C မရှိရင်ကျွန်တော်တို့ C ကားကြီးမတ်ရက်ပြီးထားခဲ့ရမှာဘာလို့လုံးမရအောင်တင်းချက်နှစ်ချက်ကစားနေရိတ်ကစားတော့ အဲ့မှာတွေ့ရအောင်ဆွတ်စားလို့ရရဆိုရင်တော့စားဖို့တောက်ဖို့ပစ္စည်းဘယ်လိုတော့မရှိဘဲကျွန်တော်တို့ကအလှရှင်တွေကြီးရတယ်ကျွန်တော်ပြန်ပြီးတော့ဟိုဓမ္မဝင်ဆိုတာပြန်တောင်းပြီးစားရတယ်ပေါ့ရောက်သွားနိုင်တယ်အဲ့ဒါမျိုးဖြစ်လို့မရဘူးပေါ့နော်နောက်တစ်ခုကဒီ internet internet ကလည်းကျွန်တော်တို့ထင်သားသလောက်လွယ်ကူရှိတာမဟုတ်ဘူးဖုန်းလိုင်းတွေလည်းထင်သားသလောက်ကောင်းနေတာမဟုတ်ဘူးအဲ့တော့ဒီလိုအခြေအနေမျိုးမှာဟုတ်လည်းပြောရင်တော့အထွေထွေအချက်တဲပေါင်းခေပေါင်းများတာဖြစ်နေတယ်ကယ်ဆယ်ရေးအဖွဲ့ကကယ်ဆယ်ရေးအလုပ်ကိုတို့လုံးကြီးလုံးကြီးလုံးလုံးကြပါလိမ့်မယ်အဲ့တော့ကယ်ဆယ်ရေးအဖွဲ့လုံးတဲ့ခါမှာကယ်ဆယ်ရေးအဖွဲ့ထဲမှာပါတယ်ပါသွားတယ်ကင်မရာမန်ကြီးဖုန်းနဲ့တို့နဲ့တို့နဲ့ပါသွားတဲ့အဖွဲ့ကြီးက သူတို့တွေရိုက်ပြီးတင်ပါလိမ့်မယ်အဲ့ဒါတွေကိုပဲကျွန်တော်တို့ countering ပြန်လုပ်လို့ရမယ်ဒါပဲလုပ်လို့ရမယ်ကျွန်တော်တို့ဒီကနေတီးသန့်အသက်ထပ်သွားဖို့ဆိုတာတော့မလွယ်ဘူးရှိနေတဲ့နေရာလူတွေနဲ့ရှိနေတဲ့ထဲကလူတွေကနေရိုက်ပြီးတော့ပို့တဲ့ဓာတ်ပုံတွေရိုက်ပြီးတော့တင်ပေးလိုက်တဲ့ဗီဒီယိုတွေအသက်ဆိုင်ရာပြည်သူတွေကနေပြီးတော့ဒီ citizen journalist ဆန်ဆန်ပေါ့နော်ပြည်သူတွေရိုက်တင်တဲ့ဗီဒီယိုဖိုင်တွေဒါတွေပဲကျွန်တော်တို့ကပြန်ပြီးမြင်ရပြီးတော့အဲ့ဒီပုံမှာပြန်ပြီးတော့ review လုပ်လို့ပဲရတော့မယ်ကိုယ်တိုင်သွားယူဖို့ကြတော့ပို့လို့ပြောနိုင်ငံတကာသတင်းတော်တွေလာမယ်ဆိုရင် နိုင်ငံတော်လာဆိုဒီလိုလာဖို့ဗီဇာဝင်ခွင့်လောက်ရမယ်သူတို့နေဖို့ထိုင်ဖို့သွားဖို့လာဖို့ဒါကဒီသူတို့နေဒီပြောလေးစစ်ကိုဆင်းမယ်ရန်ကုန်လေးစစ်ကိုဆင်းမယ်ဆင်းပြီးအဲ့ဒီကားနဲ့သွားမယ်နောက်ချက်သွားမှာအဲ့တော့အခက်ခဲတွေပေါ်များပါရှိတယ်သူတို့တော့ကခုတခါတီးတီးချာချာအစိုးရကစီစဉ်ပေးနေဖို့အချိန်မရှိဘူးအစိုးရမှာအခုလက်ရှိဖြစ်နေတဲ့ပြဿနာကတော့ဒီနိုင်ငံကကူညီကြတဲ့အဖွဲ့တွေကိုအချိန်မီနေရာရောက်အောင်ရောက်အောင်လုပ်ရတာသူတို့လည်းဦးစားပေးနေပါတဲ့ဖြစ်နေတယ်။သတင်းသမားတွေသတင်းတောက်တွေကိုသတင်းယူဖို့သတင်းဌာနတိုင်းကိုခွင့်ပြုပေးဖို့ဆိုတာသူတို့ကခက်ခဲဖြစ်နေလိမ့်မယ်။ အဲတော့ရှိတော့တခုရှိတာကသက်ဆိုင်ရာသက်ဆိုင်ရာနိုင်ငံတစ်ခုခုရဲ့အကူအညီပေးရေးအဖွဲ့မှာသတင်းသမားအဲ့ဒီနိုင်ငံသတင်းသမားတွေကပ်ပြီးပါလာလို့ဆိုတဘာနဲ့ပါသွားလိမ့်မယ်အဲ့လိုဆိုရင်တော့လွယ်တယ်အဲ့ဒီနည်းတော့ရှိတယ်ဒါကြောင့်ခုကလူတွေကဘာဖြစ်နေလဲဆိုတော့တခုခုဆိုရင်အပြစ်ထိုင်နေတဲ့ဟိုစဉ်းစားနေကြတော့မဟုတ်ဘူးအပြစ်တရားမမဟုတ်တော့ဒီအချိန်မှာကဖြစ်နေတဲ့ခက်ခဲအခြေအနေကိုနားလည်ရမှာအဲ့တော့တချို့ပြည်ပြင်းမီဒီယာတွေကအဲ့ဒါလိုခုဝါရပြန်တယ်နိုင်ငံတကာတနောက်တွေကငလင်းသတင်းယူခွင့်မပြုဘူးပါညာယူခွင့်မပြုတာမဟုတ်ဘူးဖြစ်နေတဲ့အခင်းချင်းတွေကအဲ့ဒါလိုဖြစ်နေတယ်အခုကျွန်တော်တို့တော့သွားဖို့ခက်နေတယ်အခုကျွန်တော်တို့သွားကြတယ်အခု ဟိုပြောရရင်မန္တလေးသွားခြင်းနဲ့အခုစကိုင်းကျွန်တော်သွားခြင်းနဲ့ဘလို့မှဘာမှမတားခွင့်မတားဘူးဟိုရောက်တော့မှကျွန်တော်ကငုံလို့ကြီးထိုင်နေရမှာပြီးကျွန်တော်ကပြန်ကယ်နေရလိမ့်မယ်ကုညိုးသွားတဲ့လူကိုကျွန်တော်ပြန်ကယ်နေရလိမ့်မယ်အဲ့လိုဖြစ်သွားမယ်ကျွန်တော်အဲ့ဒါပြောကုညိုးဘောသွားတဲ့လူကိုပြန်ကယ်နေရဆိုတော့ဖြစ်သွားလို့မရဘူးဒါကြောင့်မလို့ဒါကြောင့်မလို့ပြောတာဒါကြောင့်နိုင်ငံတကာကုညိုးနိုင်ငံတကာသတင်းတောက်တွေလာတာကိုခွင့်မပြုတာမဟုတ်ဘူးကိုပြုတ်ခြင်းနဲ့ဒါပေမဲ့ပြဿနာကအခက်အခဲအဲ့လိုရှိနေတယ်အဲ့ကြောင့်မလို့မလို့ကိုနီကိုကလည်းရောက်လာပြီးမှရောက်လာပြီးသတင်းယူတာမျိုးဆိုရင်တော့သူတို့မသိကြအောင်ဆောင်ပေးလိမ့်မယ် နော်အဲ့အဲ့လိုတော့ကျွန်တော်နားလည်ထားတယ်ပုံလင်းပြောရအောင်အဲ့တော့တခါတရံကြာရင်အစိုးရကိုဘလိန်ကျင်လာတဲ့ပဲဒီမြလျင်ကိုလည်းကိုချင်းစာတရားမရှိပြောကျင်တာပြောနေလို့ရပါပဲအစိုးရကိုဘလိန်ရရင်ပြီးရောဆိုရင်ချက်ပြောကျင်တာချက်ပြောနေလို့မရဘူးပြဒီကိစ္စမှာမြလျင်နဲ့ပတ်သက်ရင်တော့ဖြစ်နိုင်ရင်အစိုးရကိုဘလိန်လာတဲ့ဆိုင်အစိုးရကိုကျွန်တော်ဝိုင်းပြီးကူညီရတော့မှာဒါလေးကိုကျွန်တော်တို့ပို့ပြီးနားလည်စေချင်တယ်အဲ့တော့ဒါကကျွန်တော်ဒီနိုင်ငံကလာရင်တရေတော်တွေနဲ့ပတ်သက်ပြောတာပါပြီးတော့ပြည်ပြေခွက်ခေါက်မီဒီယာရရှိတယ်အဲ့ဒီကောင်တွေကဒါနဲ့အတူဘာလဲရောပြီးဝင်လာပြီးတော့ပေါက်ကရလုံမသွားဘူးလို့မပြောနိုင်ဘူးပြီးတော့နိုင်ငံသားတရေတော်တွေတချို့တရေတော်တွေက ချုပ်တနနာတွေကမြန်မာပြည်လာပြီးတော့တချို့ပေါက်တော့ကြတယ်မလုပ်ဘူးလေမပြောနိုင်ဘူးသူတို့ကယူသားမှုလို့သူတို့ပဲသိနေပဲပို့ရလည်းပြောရတယ်ဒါကြောင့်အထွေထွေချင်းချင်းခက်ခဲပေါင်းများစွာကြားထဲမှာလုပ်ဖို့လွယ်သလားမင်းပို့ရလည်းပြောရမလွယ်ဘူးကြာကျွန်တော်တို့ပြည်တွင်းမှာနေတဲ့သတင်းတော်တွေတော့နေရာတိုင်းကိုမရောက်နိုင်တော့ဘူးကျွန်တော်တို့တော့နေရာတိုင်းကိုမရောက်နိုင်တော့ရောက်နိုင်တဲ့နေရာလေးနည်းနည်းပဲရှိတယ်ကျွန်တော်တို့တနောက်တွေကျွန်တော်ရောက်နိုင်တဲ့နေရာဆိုရှိတယ်အကန့်အသတ်ပဲရှိလို့ကျွန်တော်တို့မှအကန့်အသတ်ဖြစ်နေတာဒီလိုနေသားမျိုးကြောင့်ဒီကောင်းလေးလာဖို့ဆိုတာကခက်ခဲပါတယ်သို့တော့သူ့ နိုင်ငံက emergency team တွေအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဒရွဲနဲ့ပါလာတဲ့သူတွေရှိရင်တော့အစိုးရကဒရွဲနဲ့ခွင့်ပြုပေးလိမ့်မယ်။အဲ့လိုမျိုးပဲနဲ့တီးခြားတသက်လိုချင်တဲ့လာချင်တဲ့ဆိုရင်တော့ကျွန်တော်တင်တဲ့အစိုးရအနေနဲ့ကတီးခြားတီးတဲ့ light စီစဉ်ဖို့တော့အစိုးရမှလည်းခက်ခဲကြတဲ့ရှိလိမ့်မယ်။ခုနကျွန်တော်တို့ကပြန်ဆက်တော့ပြည်ပြိုင်မှုကြီးတဲ့နိုင်ငံကဒီနောက်တွေကိုကင်တိုတဲ့ပြည်ပြိုင်မှုကြီးတဲ့နောက်ဂျုံပြန်တယ်။သူကသူဂျုံပြန်နေတာ။ဘာခါလို့ဂျုံကြီးမဂျုံမတကယ်ဂျုံပြန်နေတယ်သွားကြည့်။အဲ့ဒါကြောင့်မို့လို့ပြောတာပါ။နော်ဒါကြောင့်ကျွန်တော်ကတော့ပွန့်လို့ပြောရတယ်ဒီကိစ္စမှာအစိုးရကိုဘလိမ်းနေတဲ့သူတွေကိုပြန်ပြီးကျွန်တော်ပြောမှာပဲ။ခင်ဗျားတို့တွေ လိန်နာတိတ်များသွားပြီဒီကိစ္စမှာဘလိန်နာမကြိုက်ဘူးကျွန်တော်တော့ခင်ဗျဘလိန်လို့ရတယ်ဒီလိုတွေရှောက်ပြီးတော့ဒီငလင်ဘေးမှာနိုင်ငံတော်ဆိုတာလုပ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးလိုရတဲ့ပုံဘလိန်နာတွေတော့ကျွန်တော်လည်းလက်မခံနိုင်ဘူးဗျာဒါလေးတော့ကျွန်တော်ကြုံလို့ပြောတာပါအခုလိုရှင်းပြပြီးတော့တဲ့ကုလိုမျိုးမှုကလည်းကျေးဇူးတင်ပါတယ်ပေပေမေဂျီယာတွေကတော့ဒီလိုပါပဲကျွန်တော်တို့အစိုးရပါလှုပ်လှုပ်တို့ကပောက်ရ40ထိုင်ပြောပြီးတော့ဘလိန်နေကြတာနော်ပြည်သူတွေကိုဘလိန်မှားတွေရှောက်ဖြတ်နေကြတယ်ဗျာ